မင်္ဂလာပင်လယ်အော်အတွင်းလေပြင်းအားနည်းရဝန်းမုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေ update မေလ22ရက်ညနေ6နာရီမေလ24ရက်အထိမင်္ဂလာပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ40ရှိပြီးအာရေပြပင်လယ်ဘက်မှာတရရှိနေကြောင်းတွေ့ရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘက်ကအာရေပြပင်လယ်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေပိုအားကောင်းနေတာတွေ့ရပါမယ်။ မေလ29ရက်မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေ80ရှိလာပြီး အာရေဗျပင်လယ်ဘက်မှာဖြစ်နိုင်ခြေ80တို့ရောကျလာတာတွေ့ရပါတယ်။ Model Forecast Windia ပေါ်မှာ Asmov ကစနေအခမတော်၃ခုစလုံးကကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်အမြင့်1ကီလိုမီတာပေ6000မှာ အထက်လေဝေလိုင်းစတင်ဖြစ်ပေါ်နိုင်ပြီးလေဖိအားနည်းရဝန်းတစ်ခုဖြစ်ပေါ်ရန်အစပြိုးလာနိုင်ကြောင်းခံမှန်းထားတာတွေ့ရပါတယ်။လေဝေလိုင်းလေဖိအားနည်းရဝန်းအချိန်တက်ရောက်မှုမြန်မာကမ်းရိုးတန်းဒေသအားလုံးတွင်မေလ25ရက်နေ့မှစတင်ပြီးဇွန်လလဆန်းပိုင်းရက်များအထိမိုးတက်လေပြင်းကျနိုင်လှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကျစဉ်လေတိုက်နှံဦးတနာရီ35မိုင်နှင့်အထက်ရှိနေနိုင်ပါမယ်။ မြန်မာနိုင်ငံဒေသအားလုံးတွင်မေလ25ရက်နေ့မှစတင်ပြီးတနိုင်ငံလုံးနေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပါတဲ့ပင်လယ်ပြင်မှ လေဖိအားနည်းရဝန်းစတင်ဖြစ်ပေါ်လာချိန်တွင်မိုးအားပိုလာနိုင်မိုးပိုများလာနိုင်ပြီးလေပြင်းတိုက်ခတ်နိုင်တာလည်းရှိလာနိုင်ပါမယ်။မေလ25ရက်24နာရီတွင် တချင်းပြည်နယ်၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းနေပြည်တော်၊ပဲခူးတိုင်းအရှိ့၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာမိုးများနိုင်ပါတယ်။မေလ26ရက်24နာရီအတွင်းတချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်နေပြည်တော်၊မကွေးတိုင်း၊စကိုင်းတိုင်း၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်။မေလ28ရက်24နာရီအတွင်း ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာမိုးများနိုင်ပါတယ်။မေလ26ရက်24နာရီအတွင်းတချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်နေပြည်တော်မကွေးတိုင်း၊စကိုင်းတိုင်း၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်။မေလ28ရက်24နာရီအတွင်း ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာမိုးများနိုင်ပါတယ်။မေလ26ရက်24နာရီအတွင်းတချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်နေပြည်တော်မကွေးတိုင်း၊စကိုင်းတိုင်း၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်။မေလ28ရက်24နာရီအတွင်း ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာမိုးများနိုင်ပါတယ်။